ပန်ဒိုဂျာနဲ့ပွဲမှာဒေါ်လာ5ချီအထိရသွားနိုင်တဲ့ချင်းဖိုက်တာလေးဂျော်ရှွာပဲ။ အားလုံးမင်္ဂလာပါ Marshall Academy Channel ကနေပြည်သက်အားလုံးကိုကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC အစရှိတဲ့ပွဲသတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့သတင်းတွေပွဲတွေအကြောင်းကိုတင်ဆက်ပေးနေတဲ့ Channel ဖြစ်ပါတယ်ဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့နှစ်သက်တဲ့ညီကိုတွေဆိုရင်တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးစောင့်ကြည့်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြည်သက်လေးစီကိုပြောချင်တာကတော့မနေ့ပြန်ထိုးသက်မဲ့ပွဲမှာ Joshua Vanni နဲ့ ထိုးကြီးဘယ်လောက်ထိရရှိသွားနိုင်လဲဆိုတဲ့အကြောင်းလေးကိုတိုးထိကြင်ပါတယ် UFC ကတော့ထိုးကြီးကိစ္စအင်းနဲ့ပတ်သက်ပြီး official ချပြထားတာမျိုးတော့မရှိဘူးဒါပေမဲ့နှီးစက်တဲ့ media တွေသတင်းဌာနတွေကကိုးကားတဲ့အချက်လက်တွေကို motive ပြီးကျွန်တော်တို့ကပြောလို့ရတယ်ထိုးကြီးအင်းနဲ့ပထမဦးဆုံး UFC ကသတ်မှတ်ထားတဲ့ထိုးကြီးတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောအောင်ပထမဦးဆုံးပြောအောင်မယ်ဆိုရင် UFC က business salary ရှိတယ် win bonus ရှိတယ် fight of the night ရှိတယ် pay per view ရှိတယ် sponsor ရှိတယ်ဒီအရာတွေကိုခွဲခြားထားတယ်အခြေခံအဖြစ် champion လူပွဲထိုးရတဲ့ fighter တွေဆိုရင် business salary အဖြစ်2သိန်းရနေ5သိန်းတိရှိတယ်ဒါပေမဲ့ official တော့မဟုတ်ဘူးနှီးစက်တဲ့အရာတွေကကျွန်တော်တို့ကသိရတာပြီးတော့ထပ်ပြောရရင် win bonus အနိုင်ရရင်နောက်ထပ် win bonus အနေနဲ့ဒေါ်လာ2သိန်းကနေ3သိန်းခွဲတိရနိုင်တယ်ဒါဆိုရင်မဲ့ ခြေခံထိုးကြီးရဲ့ဝင်းဘောနက်စ်မှာရင်ဒေါ်လာ5သိန်းကနေ8သိန်းထိကိုရှာနိုင်တယ်။တော်တော်များတဲ့ amount တစ်ခုလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။ပြီးတော့အကောင်းဆုံးပုံစံနေနဲ့ထိုးနိုင်တဲ့ fighter နှစ်ယောက်လုံးကစွမ်းဆောင်ရင်ကောင်းဒီချပြနိုင်တယ်။အကိမ့်မှအလဲထိုးတာဒီပွဲကိုအကောင်းဆုံးပုံစံနေနဲ့ထိုးတာဒီဆိုရင် fight of the night bonus ရှိတယ်။ fight of the night bonus မှာကဒေါ်လာ5000ပေးတယ်။ဒီဟာကိုကျွန်တော်တို့ team fighter လေးကနောက်ဆုံးထိုးသက်ခဲ့တဲ့ Brandon Rivera နဲ့ပွဲမှာရထားတယ်။ ဒါက fight of the night bonus ပြီးရင် paper view ရောင်းကြီး paper view ဆိုတာကဗျာ main event နေကို main event နေမှာထိုးတဲ့ champion လိုပဲထိုးတဲ့ fighter တွေဆိုရင် UFC ကခွဲပေးတယ် paper view ရောင်းချတဲ့အပေါ်မှာရတဲ့ထိုးကြီးကတော့အခြေခံအားဖြင့်2သိန်းကနေ6သိန်းထိရှိတယ်ဒါကနည်းတဲ့ခါကျရင်ညာတဲ့ခါကျရင်3သိန်းကနေ8သိန်းထိရှိတယ်အရင် ဝင်ဝင်ကောင်းတဲ့ paper view ပွဲတွေဆိုရင်ဒေါ်လာတန်းချီပြီးရတယ်လေရှိတယ်အဲ့ဒီဟာကိုပါဆိုင်တဲ့အချို့ကိုအဲ့ဒီ main နဲ့ common နေရာမှာထိုးတဲ့ fighter တွေကိုခွဲပြီးပေးတယ်ဒါက UFC ရဲ့လုံထုံလုံလေးတစ်ခုဒီတော့ကျွန်တော်တို့ fighter လေးကဒီပွဲမှာ common ပွဲထိုးမှာဒါကြောင့် paper view ရောင်းချမှုအပြင်လဲကျွန်တော်တို့ chain fighter လေးကခွဲဝေရှာအောင်မှာဖြစ်တယ်အနည်းဆုံးတော့ဒီပွဲမှာလေဒေါ်လာ2သိန်းကနေ6သိန်းအထိကို Joshua Van ကရနိုင်တယ်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ် ်ပြီးတော့ Joshua Verma က sponsor ကြီးရှိတယ်။ Jewelry ကတက်မှတ်ပေးထားတဲ့ sponsor ကြီးကတော့ဒေါ်လာ4200ဖြစ်ပါတယ်။ဒေါ်လာ4200ကိုလေကျွန်တော်ချင်းဖိုင်တာလေးကရှာအောင်မယ်။ဒါကတော့အခြေခံထိုးကြီးပေါ့။အလုံးပေါင်းကြည့်ရမယ်ဆိုရင်ဒေါ်လာ8သိန်းကနေပြီးတော့မှတသန်းလောက်တွေကိုရနိုင်နေဗျာ။ဒါက paper view ပေါ်မှာအများကြီးမူတည်တယ်။ paper view ရောင်းအောင်ကောင်းရင်ဒေါ်လာ3000ကျော်ထိကိုရှာသွားနိုင်တဲ့အခွင့်အရေးဖြစ်တယ်။ ဂျော့ရှွာဗန်တွက်တော့တကယ်ကိုအောင်မြင်မှုကြီးတဲ့ပွဲတစ်ပွဲတကယ်ကိုမှဝင်ငွေလေးတအားကောင်းမဲ့ပွဲလို့ကျွန်တော်တို့ကပြောလို့ရတယ်ဒေါ်လာသန်းချီပြီးဝင်ငွေရသွားနိုင်တယ်ဗျာဒါကြောင့်မလို့ဒီပွဲကဗန်တွက်တကယ်ကိုမှသူ့ရဲ့ professional fighter ဘွားမှလည်းအပြောင်းလဲတွေအများကြီးပေးနိုင်တဲ့ပွဲတစ်ပွဲလို့ကျွန်တော်ကတော့မြင်တယ်ဒါကတော့ဂျော့ရှွာဗန်ရရှိလာနိုင်တဲ့ထိုးကြီးအကြောင်းကိုကျွန်တော်တို့ရသလောက်သတင်းတွေနဲ့သုံးသပ်ပြတာ ် GMC ကတော့ official အပြင်ချပြတာမျိုးမရှိဘူးဒါပေမဲ့နီးစက်တဲ့သတင်းဌာနတွေကကိုးကားထားတဲ့အချက်လေးတွေကိုကျွန်တော်တို့ reference ယူပြီးတော့မှပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မှာဒါကတော့ Joshua Van ရဲ့ထိုးကြီးကိုသိကျင်နေတဲ့ပြည်သက်တွေအတွက်ပြောပြပေးတာဖြစ်ပါတယ်နောက်ထပ်ပြောချင်တာကတော့ကျွန်တော်တို့ Team Fighter League ကဒီနေ့မနက်ကပဲ official ceremony and wake in the face of season ကိုတက်လာတယ်ပန်ဒိုဂျာနဲ့ face off လုပ်တယ် face off လုပ်ပြီးတဲ့အချိန်မှာပြောသွားတာကတော့သူ့အနေနဲ့ KOPK ါကတော့တလုံးနဲ့တတော်ကိုထိတဲ့စကားလုံးလို့ကျွန်တော်တို့ကပြောလို့ရတယ်ဗျာ။ဂျောရှွာဘဲအနေနဲ့ကတော့ဒီပွဲမှာအကောင်းဆုံးပုံစံအနေနဲ့ထိုးတက်နိုင်မှုပြင်ဆင်ထားတယ်။တတော်လေးကိုလည်းဆွမ်းဆောင်ကောင်းနေချပြနိုင်အောင်ကြိုးစားထားတာကိုကျွန်တော်တို့ကတွေ့ရတယ်။ဒီတော့ပန်ဒိုဂျာကလည်းဆရာဆရာကြီးတဆူဖြစ်နေတော့ဘယ်လိုတွေဖြစ်လာအောင်မလဲဆိုတာတော့မနေ့ပြန်မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီပွဲကို Canal Plus ကနေလည်းတိုင်းကြည့်ရှုလို့ရတယ်။ ထင်အပြင်ပြောရမယ်ဆိုရင်တော့မြန်မာစံနယ်ဒီမနက်7:00နာရီဝန်းကျင်လောက်မှကြည့်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲမနက်ပြန်မှာထိုးတက်တော့မယ်ကျွန်တော်တို့ချင်းဖိုင်နယ်လီဂျိုရှွာဘန်ချန်ပီယံလူပွဲမှာထိုးကြည့်ဘယ်လောက်ရနိုင်လဲဆိုတဲ့အကြောင်းကိုသုံးသပ်တင်ဆက်ပေးရတာဖြစ်ပါတယ် နောက်ဒီမှာလေကျွန်တော်မာရှယ်အကယ်ဒမီ channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့ training တွေ one championship UFC စရှိတဲ့ training တွေနဲ့မြန်မာကိုယ်တော်ပြု fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်ပါလေဒါကြောင့်မလို့မာရှယ်လောကစုံဝင်သားတဲ့ပရိသတ်တွေဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီး notification လေးကိုလည်းနှိပ်ထားဖို့ကျွန်တော်ကမေတ္တာရဲ့ခံတောင်းဆိုကြပါရစေခင်ဗျာပရိသတ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ